ားလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရွေးနဲ့ပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ Nottingham Forest နဲ့အဲပွဲစဉ်မှာကျွန်တော်တို့အသင်းတွေကပထမပိုင်းဘာကြောင့်ရုန်းကန်ခဲ့ရလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ tactical point ကိုပြောရနေပေါ့ကျွန်တော်အမြင်လေးပြောသွားခြင်းနဲ့ပေါ့နော်ဆိုတော့ အဲ့ဒီနေပွဲမှာဆိုရင်ကျွန်တော်တို့အတင်းကပရမပိုင်းတော်တော်ရုန်းကန်ခဲ့ရပြီးတော့ဒုတိယပိုင်းမှာဆိုရင်အဆင်ပြေချုံမှုမှုပဲဘယ်လိုပြောမလဲအနိုင်ရရှိခဲ့တယ်ပေါ့နော်ဆိုတော့ပရမပိုင်းဘက်ကရုန်းကန်ခဲ့ရလဲဆိုတော့ဒါ Northern Forest ရဲ့အပရဇင်ပေးပုံကြောင်းလို့ပြောလို့ရတယ်ပေါ့နော်တော်တန်ဖိုရာဟာမန်တူမန်အမကင်ယူပြီးတော့ press ပေးတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ချက်စီတော်တော်ရုံးကန်ခင်းရတာကိုတွေးမြင်ခဲ့ရတယ်ဆိုတော့ဒီပုံမှာကြည့်မယ်ဆိုရင်ကိုသူမဆန်ချက်ကဘလုံးကိုကင်ထားတယ်ဒီနေ့တမှာအတူအနေနဲ့ ဒါ forex press မလုပ်ခင်မှာဘောလုံးပေးစရာ option နှစ်ခုရှိတယ်ပေါ့နော်တစ်ခုကတော့ဒါ chain ကိုပေးလို့ရတယ်နောက်တစ်ခုကတော့ခြေလှပကိုပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့သူကဘယ်သူ့မှမပြောနဲ့ဘောလုံးကိုဟိုစက္ကန့်ပိုင်းတော့ကင်ထားလိုက်တယ်ပေါ့နော်ကန်လာတဲ့အနေအထားမျိုးမှာလို့ forex pricing ပေးတော့သူ့အနေနဲ့ chain ကိုပေးစရာမရှိတော့ဘူးဒီဘက်ကခြေလှပကိုပဲပေးစရာရှိတော့တယ်ပေါ့နော်ဆိုတော့ခြေလှပအနေနဲ့လေဟာဘယ်လိုပြောတစ်ဖက်ကတော့ forex ကတည်းက present လုပ်ဖို့ ပြင်နေတဲ့အနေအထားမျိုးသူမြင်နေရတယ်မြင်နေရတဲ့အတွက်ကြောင့်မို့ဒါ6လပွားကဘလုံးကိုမြင်မြန်လက်ခံပြီးတော့ကူရယ်လာစီပေးဖို့ကလွယ်လို့မရှိတော့ဘူးပေါ့နော်ဆိုဒီအနေအထားမျိုးမှာလည်းကြည့်လိုက်မယ်ဆိုရင်ကူရယ်လာကို present လုပ်ဖို့ Nordic Forest ရဲ့ကသမတယောက်ကပြင်နေတာကိုမြင်နေရတယ်ပေါ့နော်ဟောဒါကြောင့်မို့ကူရယ်လာနေနဲ့လည်းမြင်မြန်ဆုံးဖြတ်ချက်ချဖို့လိုတယ်ဆိုတော့ဒီနေရာမှာကွင်းလယ်ကကသမတယောက်နဲ့ချိတ်ဆက်ပြီးတော့ဟိုကစားနိုင်ပြီမဲ့လေကွင်းလယ်မှာဘလုံးလက်ခံဖို့ရှိတဲ့ဒါလာပီးယားကိုလည်းထပ်ပြီးတော့ press လုပ်ထားတာကိုတွေ့ရတယ်ဒါကြောင့်မို့ကူရယ်လာနေနဲ့ မဖြစ်မနေကန်တင်လိုက်ရတယ်ပေါ့နော်ဒါကတော့ Nottingham Forest ရဲ့ man to man pressing ပေးသွားတာပေါ့နော်စနစ်တကျပေးသွားတဲ့ပုံစံကြောင့်ပေါ့ကျွန်တော်အသိနေနဲ့ဒါပထမပိုင်းမှာဒါကန်တင်ရလောက်အောင်ထိပေါ့နော်ကန်တင်ပြေးဖြစ်သွားလောက်အောင်ထိကိုဒါပြည့်ရင်းသွားခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့ဒါကိုအာမလစကာနီနဲ့ဖြည့်ရှင်းဖို့ဟိုမကြိုးစားခဲ့ဘူးလားဆိုတော့ကြိုးစားခဲ့တယ်ပေါ့နော်အာဘလို့ဖြည့်ရှင်းခဲ့လဲဆိုတာကိုတော့ကျွန်တော်နောက်အာဒီပုံလေးတစ်ပုံနဲ့ကျွန်တော်ရှင်းပြခြင်းတယ်ပေါ့နော်ဆိုတော့ဒီပုံကိုကြည့်မယ်ဆိုရင်ဒါ forward ရဲ့541 press ပေါ့နော်အဲ့ဒါကိုမာရက်စကာကဒါ2251ဆိုတဲ့ပုံစံနဲ့ဖြည့်ရှင်းမှုကြိုးစားခဲ့တယ်ပေါ့နော်မာရက်စကာကနိုဒီယန်ဖိုရဲကသားသမားတွေကိုရှစ်တလာလို့မရအောင်ဒါဂျင်းကိုဒါအလဲမှာပို့ပြီးကူရဲလာကိုဖိုရဲရဲ့နောက်တန်းကြားကိုပို့လိုက်တယ်ပေါ့နော်ဆိုတော့ဒါမျိုးနေရာယူစီခဲ့တယ်ဆိုတော့ပြောရရင်အာဒါဒါကိုလည်းဒါနိုဒီယန်ဖိုရဲကအဖြစ်ရှိပြီးသားဖြစ်နေတယ်ပေါ့နော်ဆိုတော့ဖိုရဲရဲ့ဒါမန်နူမန်မာကင်ယူပြီးတော့ press လုပ်တဲ့အခြေအနေတွေကြောင့်မို့ဟလာချက်စီနေနဲ့ စမ်းချက်ကိုပေးပြီးတော့ရှေ့ကိုကန်တင်ုံကလွဲလို့မတက်နိုင်ခဲ့ဘူးလို့ဆိုရမှာပေါ့နော်ဆိုတော့ဒီနေ့သားမှာတောင်မန်ကသမားတွေအနေနဲ့နက်တိုနဲ့ဒီဂနာချိုးပေါ့နော်ဒီကသမားတွေကနောက်စင်ပြီးနည်းနည်းပြန်ယူမယ်ဆိုရင်တော့ပြန်ကူမယ်ဆိုရင်တော့ပေါ့နော်တမျိုးတစ်ပုံပြောင်းသွားနိုင်ပြီမဲ့ဒါပထမပိုင်းမှာဆိုရင်တော့မာစကာအတွက်အပြည့်မရှိခဲ့ဘူးလို့ပြောလို့ရတယ်ဒါဆိုရင်ဒုတိယပိုင်းမှာဘယ်လိုများဖြည့်ရှင်းခဲ့လဲဆိုတာပြောစရာရှိလာတယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာဆိုရင် ချက်စည်းကတာကူကူရယ်လာကိုကွင်းလယ်ကိုပို့လိုက်တယ်ဘောနော်ဂျိန်းကိုလည်းကွင်းလယ်ပို့ထားပြီးတော့ကင်စီကိုလဲလိုက်တဲ့အနေအထားမျိုးမှာကွင်းလယ်ရဲ့ဟိုဘယ်လိုများလဲရှိတ်ကအသုံးရောက်တန်းဖြစ်သွားတယ်ဘောနော်နောက်တန်းမှာနှစ်ယောက်နဲ့ဆိုတော့ဟိုတစ်ဖက်ကနော်တန်ဖောရက်က present ပေးတာ၄ယောက်အနေအထားမျိုးမှာသူကဟိုတယောက်အတာအနေအထားမျိုးဘောနော်ပလက်ဝမ်ဟိုပေါင်းထည့်လိုက်တဲ့အနေအထားမျိုးမှာနောက်တန်းက၅ယောက်ပုံစံမျိုးဖြစ်သွားတဲ့အခါမှာနော်တန်ဖောရက်အနေနဲ့ present ပေးဖို့အခက်အခဲဖြစ်သွားတယ်ဘောနော်ဒါကြောင့်မို့ဟိုဒီပုံစံနဲ့မာရက်စကာကဖြည့်ရှင်းလိုက်တယ်လို့ပဲပြော းသွားမှာပေါ့နော်ဆိုဒီပုံကြည့်မယ်ဆိုရင်လည်းချက်စီရဲ့ကသမားက9ယောက်ရှိပြီးတော့ Northern Forest ရဲ့ present ပေးနေတဲ့ကသမားက4ယောက်ရှိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့အစ်နေနဲ့တယောက်အသာရရတယ်ဒီအနေထားမျိုးနဲ့ပဲမာလစာကရသလိုဖြည့်ရှင်းသွားတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်အချို့ပြောရရင်တော့ဒီလိုရုံးကန်နေရတဲ့အနေအထားမျိုးဒါအလောဆယ် in game မှာသူ့အနေနဲ့ရသလိုရှင်းသွားတဲ့အနေအထားမျိုးဖြစ်ပေမဲ့ဒါရေရှင်းမှာဆိုရင်တော့ အဆင်မပြေနိုင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပထမပိုင်းဒါ Nottingham Forest ကကစားပုံကောင်းခဲ့တယ် Nottingham Forest ရဲ့အစိတ်မရှိလို့ဒါလည်းကျွန်တော်တို့အနေနဲ့တတ်တတ်ရရခဲ့တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်တကယ်အဆင်ရှိတဲ့အသင်းနဲ့ဆိုရင်ဒီချင်းတွေကကျွန်တော်တို့ရုံးထွက်နိုင်ဖို့ခက်ခဲသွားလိမ့်မယ်ပေါ့နော်ဒီချင်းတွေကိုဖြစ်ရှိမှုချက်စီမှာအဖြစ်မရှိဘူးလားဆိုတော့အဖြစ်ရတော့ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကကတော့နောက်တန်းမှာလည်းပိုင်းကိုယ်ဝဲနာနေတာက ပြဿနာလို့ပြောလို့ရတယ်ဗောနော်အော်နာမာရစကာကလည်းဒါအင်တာဗျူးမှာလပိုင်းကိုဟာသူ့ရဲ့ system ရဲ့နောက်တန်းတနေရာမှာ main role အဖြစ်ရှိတာကလပိုင်းကိုပဲဖြစ်တယ်လပိုင်းကိုပဲနာနေတာကြောင့်မို့သူဒုက္ခရောက်နေတယ်ဆိုပြီးတော့ပြောဘူးတယ်ဗောနော်ဆိုတော့သူ့အနေနဲ့လည်းဒါပုတ်ဖွဲ့ကိုနောက်တန်းကသမားတယောက်ခေါ်ပေးဖို့သူပြောခဲ့ဘူးတယ်ဗောနော်ဟိုဒါကြောင့်မို့ဒီအဖြစ်ကိုဖြေရှင်းဖို့ဆိုရင်တော့လပိုင်းကိုပဲပြန်ကောင်းလာဖို့လေလို့ရနောက် တနည်းကပါလဲဆိုကွင်းလယ်မှာဖြစ်တယ်ပေါ့နော်။ကင်စီတိုပါလာခြင်းကလည်းဒီကွင်းလယ်ရဲ့အတက်လို့ပြောလို့ရတယ်။ဒါပေမဲ့ဒီညမှာအတက်ကဘယ်သူလဲဆိုကိုပါမဖြစ်တယ်ပေါ့နော်။ကိုပါမကဒီအဖြစ်ကိုရှာနိုင်တယ်ဒီပြဿနာကိုဖြေရှင်းနိုင်တယ်ပေါ့နော်။အပမားရဲ့ဒါလှုပ်ရှားမှုတိုင်းကတစ်ဖက်ရဲ့ present ကိုပြည့်ဝင်းသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်။ဆိုတော့ဒါကိုလည်းမာရစကာကဘယ်လိုပြောမလဲထုတ်ဖို့ပြောကြခဲ့ဘူးတယ်ပေါ့နော်။ဆိုတော့ ကျွန်တော်တို့ပြောပြရရှိတာကဘာလဲဆိုတော့လာဘီယာဖြစ်တယ်ပေါ့နော်လာဘီယာကဒီဖြူဖြစ်ရှင်းနိုင်တာတော့ဟုတ်တယ်ဒါပေမဲ့အဲ့ညေပွဲမှာဆိုရင်သူနဲ့တွဲကစားတဲ့ကစားသမားတွေကဒါမာလုကက်ဆိုတို့အာအမ်ရီဆန်တို့တို့ဖြစ်နေရပေါ့နော်ဒါကြောင့်မို့သူ့အနေနဲ့ပြဿနာဖြစ်သွားတယ်ဒီညမှာဟိုကင်စီရိုးနဲ့လာတွဲကစားမယ်ဆိုရင်အာဒီနေ့ဘွဲမှာပထမပိုင်းအဲ့လောက်ကြီးစိုးမယ်လို့မထင်ဘူးပေါ့နော်ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့မာလစကာက အင်ဂိမ်းပါဗောနော်ဖြစ်တယ်လို့ဖြစ်ရှင်းနေတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ခုနကျွန်တော်ပြောသလိုရေရှည်အတွက်ကတော့မစကာအတွက်မကောင်းဘူးလို့ပြောလို့ရတယ်ဆိုတော့မစကာအတွက်အဆင်ပြေဖို့ဆိုရင်တော့လူစုံနေမှဖြစ်မယ်ဒါမှမဟုတ်ဒီနောက်တန်းကစားသမားတယောက်ကောင်းကောင်းဝယ်ပေးဖို့ဗောနော်ဒီ popling defender တယောက်လောက်ဝယ်ပေးဖို့လိုအပ်မယ်လို့ထင်တယ်ဆိုတော့ လက်ရှိပြဿနာတွေကိုသူယာယီဖြေရှင်းနေတဲ့ပုံစံကိုတော့ကျွန်တော်သဘောချရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြမညံမှုဆိုတာကိုပြနေတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့ဒါလူဆုံအောင်ပဲစောင့်ကြည့်နေတယ်ပေါ့နော်လူဆုံတဲ့အချိန်မှာကျွန်တော်အချက်စီနေနဲ့အဘလောက်ထိတောက်ပလာမလဲဒီတက်တီကယ်အရာဘလောက်ထိ strong ဖြစ်လာမလဲပေါ့နော်ဒါကိုကျွန်တော်တော်တော်လေးကိုစိတ်လုံရှားမိတယ်ဆိုတော့မာရစကာနေနဲ့လည်းအတိထပ်ပို့ပြီးလုတ်ပြနိုင်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဆိုတော့ဒါတော့ဒါတော့ဖော်ရက်ပွဲစဉ်မှာပထမပိုင်းနဲ့ဒုတိယပိုင်းကွာခြားသွားပုံနဲ့ဒါမာရစကာအင်ဂိမ်းမှာဘလို့ ဖြည့်ရှင်းလိုက်လဲဆိုတာလေးကျွန်တော်တက်တကယ် point of view ကနေပြီးတော့ကျွန်တော်အမြင်လေးတွေကိုဒါထပ်ပေါင်းပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါညီကိုတို့အမြင်လေးတွေမတ်စကာချိန်သွားတဲ့အပြောင်းလဲလေးတွေပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေကိုမှမမှတ်ချက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်